ျွန်တော်အခုဒီဗီဒီယိုလေးမှာတော့အခုလာမဲ့ဇွန်လစတုတ်တာပတ်တပတ်တာအတွက်ဖြစ်ပြလာနိုင်ခြေရှိတဲ့ကမ္ဘာရွှေစည်းနေထားကိုကျွန်တော်သုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့မနက်မှာ spring ကျွန်တော်တို့အမေရိကန်ပေါ့နော်ကျွန်တော်တို့အီရန်မှာရှိတဲ့နျူကလ িয়ার အာတန်စင်ထုတ်လုပ်တဲ့နေရာတုံးကူတိုက်ခတ်ခဲ့တယ်ပေါ့နော်အဲ့ဒီတရင်ကြောင့်ကျွန်တော်တို့ကမ္ဘာရွှေစည်းကွက်ကလည်းအဒီနေ့တနင်္ဂနွေနေ့မှာဈေးကွက်ပိတ်ပင်မှလည်းလှလှခက်ခက်ဖြစ်နေခင်ဗျအဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့ကအခုလာမယ်ပေါ့နော်ကျွန်တော်တို့ဂျွန်လစတုတ်တာဘတ်မှာကပ္ပရွှေစီဘယ်လိုနေသားရစစ်ပစ်လာနိုင်လဲ သတင်းပိုင်းရရောကျွန်တော်ဤပညာပိုင်းရောဘာတွေဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာတုံ့တက်ကြည့်အောင်ပေါ့နော်အဲ့ဒါပြတဲ့ကောင်မှာအရင်ဆုံးကပ္ပရွှေစီကိုဤပညာပိုင်းရကျွန်တော်တုံ့တက်ကြည့်ပါမယ်ဟုတ်ပြီအဲ့ဒါပြတဲ့ကပြီးခဲ့တဲ့ပတ်သက်တဲ့မှာကပ္ပရွှေစီကတနင်္လာပိုတိုမှုနေ့နေ့မှာဈေးအကျအာကောင်းခဲ့တယ်ကျာပရီတောက်ကြနေ့မှာတော့ဈေးအကျခပ်ပါးပါးနဲ့ပဲပြီးခဲ့မြတ်ဈေးအကျတိတ်မသိတာတနင်္လာပြည့်ကျာပရီတောက်ကြနေ့မှာဈေးငိမ့်တန်အနေထားပြီးခဲ့လို့ပြောလို့ရတယ်အင်္ဂါနေ့မှာတော့တည့်ရတဲ့အနေထားရဈေးအသက်နဲ့ပြီးခဲ့တယ်ဆိုပေမဲ့လည်းဈေးအသက်ခပ်ပါးပါးနဲ့တော့ပြီးခဲ့ပါတယ် အဲ့အဖက်ကမှကျွန်တော်တို့ကပြီးကြတဲ့တပတ်တလုံးကိုခြုံငုံကြည့်မယ်ဆိုရင်တော့ကပ္ပရွှေစရာဈေးအကျအတာကဲလို့ပြောလို့ရမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့အဖက်ကမှလာမယ့်တပတ်တမှာဘယ်လိုတွေဖြစ်မလဲ။လက်ရှိအနေထားကပြောမယ်ဆိုရင်ဒီကပ္ပရွှေစရာဈေးအကျအတာနေရာပြတဲ့ကမှလက်ရှိမှာကျွန်တော်ကဈေးပြန်ကန်တက်နေတဲ့ဈေးတန်းစုံတစ်ခုရှိတယ်ခင်ဗျ။အဲ့ဈေးတန်းစုံကတော့ကျွန်တော်တို့ဒီ3340နဲ့3345ကြားဈေးတန်းစုံဖြစ်ပါတယ်။ 3340နဲ့3345ကြားဈေးနှုန်းစုံကနေဈေးနှုန်းတက်ဈေးကြတယ်ပေါ့နော်ပြီးခဲ့တဲ့အဲအပတ်တော့ဆိုရင်ကျွန်တော်ကျွန်တော်ပြင်းနဲ့တောက်ကြနေဒီမှာ3340 45ကြားဈေးနှုန်းစုံဈေးကြတယ်အဲဈေးနှုန်းစုံကြဈေးကြတိုင်းမှာဝယ်လို့အားတွေပြန်ပြန်ဝင်ပြီးတော့ကပ္ပရွှေစီကပြန်ပြန်ကန်တက်သွားတော့တွေ့ရတယ်ခင်ဗျအဲ့ဒါပြတဲ့အခါမှာကျွန်တော်တစ်ဖက်ကသတင်းတွေဘာပဲထွက်ပါစေနီးပညာပိုင်းကကပ္ပရွှေစီဈေးဆက်ကြခြင်းနဲ့ဆိုရင်ဒီ3340နဲ့3345ကြားဈေးနှုန်းစုံကိုဖောက်ကြနိုင်ဖို့လိုအပ်တယ် ဲ့ဒါဖြစ်တဲ့အခါမှာလာမယ့်တပတ်တာအတွင်းမှာဒါကဘာရွှေဈေးဒါနီးပညာပိုင်းရ3340ဈေးနှံအောက်မှာဒါကျွန်တော်တို့အချိန်တရက်အတိုင်းဒါအပိတ်ဈေးပေါ့နော်အဲ့အပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်နိုင်မယ်ဆိုရင်တော့ကဘာရွှေဈေးဘယ်လောက်ထိကျနိုင်လဲမြင်မယ်ဆိုရင်ကျွန်တော်တို့အာ390လောက်ထိဈေးအကျဦးတည်သွားနိုင်မယ်ခင်ဗျာ390ဝန်းကျင်ထိဈေးအကျဦးတည်သွားနိုင်ပါအဲ့ဘက်ကကျွန်တော်3340နဲ့3345ကြာဈေးနှုန်းကိုမဖောက်နိုင်တွေ့တော့ကဘာရွှေဈေးရ ရည်သူဈေးပြန်ကန်တက်ဖို့အ ਨੇ ဆုံးခွင့်လန်းရှိတော့မယ်ခင်ဗျာဟုတ်ပြီအဲ့တော့ပြတ်ကောင်ကျွန်တော်ဈေးအကြဟန်တာစင်းဆောင်က3340နဲ့3345ကြဈေးနှန်းစုံဆိုရင်ကျွန်တော်တို့အပေါ်ဘက်မှာဈေးအတက်အဓိကအဟန်တာစင်းကဘလောက်မှရှိလဲလို့မြင်မှာဆိုတော့ကျွန်တော်3405ဈေးနှန်းမှာရှိပါတယ်3405ဈေးတန်းအထက်ကိုလာမဲ့တပတ်တာအတွင်းကဘာရွှေစီကအချိန်တရအတိုင်းတာပေးစီ ကျွန်တော် market ခေါ်ရဒေးဝမ်ကန်တဲ့နဲ့ဖောက်တက်ပြီးဈေးပိတ်နိုင်ကမ္ဘာရွှေဈေးအ ਨੇ ဆုံးမတက်ဘူးဆိုရင်တော့မှလွန်ခဲ့တဲ့တစ်ပတ်ကျော်ဈေးတက်ခဲ့တဲ့3450ဈေးနှန်းတိအ ਨੇ ဆုံးတက်နိုင်ပါဒီထက်ပိုတက်မှဆိုရင်3500ပေါ့3500 3500အထက်တိစံချိန်တင်တက်နိုင်ပါလိမ့်မယ်ခင်ဗျအဲ့ဒါပတ်သက်ကမှကျွန်တော်ကတစ်ဖက်ကဘာတင်းမဲ့ထွက်ပါစေကျွန်တော်ဒီနီးပညာပိုင်းရဈေးတန်းနေနဲ့ပဲကျွန်တော်တုံးတက်ပါမယ်3400ငါအထက်ကိုဖောက်တက်ပြီးတည့်တာဈေးပိတ်ရင်အဝယ်လိုက်ပါ အဲ့လိုမဟုတ်ပဲကျွန်တော်တို့3340အောက်မှာကျွန်တော်တို့အချင်းတရတာအတိုင်းတာပိတ်စင်းနဲ့ဖောက်ကြပြီးဈေးပိတ်ရင်တော့ကျွန်တော်တို့လိုက်ရောင်းလို့ရတယ်အ ਨੇ ဆုံးမကြဘူးဆိုရင်တော့3ည90ဈေးနှန်းလောက်ထိကျွန်တော်တို့ဈေးဆက်ကြနိုင်ချေရှိတယ်ခင်ဗျအဲ့အဖက်ခါမှာကျွန်တော်တို့အဲ့ဈေးနှန်းနှစ်ခုကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီဈေးနှုန်းသဘောတရားတုံးသက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကလက်ရှိမှာမှန်တယ်တရင်းနေရကြည့်မယ်ဆိုရင်ကဘာရွှေဈေးတက်နိုင်တာမှန်ပေမဲ့ ကျွန်တော်ဖြစ်လာနိုင်ကြည်လာတာနှစ်မျိုးရှိရပါတော့မနေ့ပြန်တနင်္လာနေ့မနေ့မှာဗျာကဘာရွှေစေးရအမြင်စိမ်းမှဖွင့်လာဆိုကြပါစို့ဗျာတောက်ကြနေတော့ကျွန်တော်တို့အာ3368မှာပိတ်သွားတယ်ဟာတနင်္လာနေ့မနေ့ခင်းမှာဗျာကျွန်တော်3400ရာတွေဘာမှဖွင့်လာတယ်ဆိုရင်အဲ့စိမ်းမှာကျွန်တော်တို့တော်တော်များများသော trader တွေကအာရောက်တဲ့စိမ်းမှာ live ဝယ်ကြလိမ့်ဘာလို့လဲမိမဲ့ဆိုရင်အာတနင်္ညာကဘာရွှေစေးတက်မှာပဲဆိုရောက်တဲ့စိမ်းမှာ live ဝယ်ကြရင်အဲ့အမြင်စိမ်းမှာဖွင့်ပြီးမှဈေးရပြန်ထိုးကြသွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျပြီးတော့ကျွန်တော်တို့နောက်တစ်ခုအနေနဲ့ပေါ့နော်မှန်တယ်ဈေးရတက်နိုင်ချေရှိတာတော့မှန်ပေမဲ့ အောက်စီးပြန်ဆွဲချပြီးပါမြောက်ဥမာပြကျွန်တော်အ ਨੇ ဆုံးပြ340 345ဒါမှမဟုတ်လဟိုးအောက်တီဆွဲချမယ်ဆို390 380ဈေးနဲ့နေသည့်ဈေးပြန်ဆွဲချပြီးမှ ပြန်တက်သွားတာမျိုးမဖြစ်နိုင်ဘူးလားကျွန်တော်တို့အဲ့အပ်တဲ့ကမှာအဲ့အသတိထားဖို့လိုအပ်ပါတယ်ကျွန်တော်တခါလေကျွန်တော် trading မှာပေါ့နော်ဒီလိုကဘာ trade trading မှာကျွန်တော်တို့တခါလေလူတိုင်းနှိပအဝေးကြိုက်နေရတယ်ကျွန်တော်သတိထားရတယ်လူတိုင်းနှိပအယောင်ကြိုက်နေရတယ်သတိထားရတယ်ခင်ဗျဘာလို့လဲမလဲဆိုတော့တခါလေဈေးကွက်က ะเปียงกะเปียงนี่ผิดตัดไปมะเทมัดทาได้กะเปียงกะเปียงนี่ผิดพี่แล้วเราปีมาเราหมั่นทาได้ไดเรคชั่นใต้ตั้วล่ะမျိုးไอ้ละမျိုးนี่จ่มอ่ะจ่มไปได้ผิดแต่คามาเราตะตันจ่มมาจ่มไปได้ผิดแต่ผิดแต่คามาเราก็อะอย่างตรีท้าโหลดไปဟာတနေ့နေ့မနက်ခင်းကတည်းကကျွန်တော်ကသူ့ရဲ့ဇေဒံမှာကဘာရွှေစေကိုကောက်ဝယ်တာမျိုးနေမလို့တင်မှုဒီပညာပိုင်းကအတက်တေချာလာဒီပညာပိုင်းကအတက်တေချာပြီဆိုမှလိုက်ဝယ်တာမျိုးကျွန်တော်တို့ပို့ပြီးအနေနဲ့ကင်းတယ်အဲ့ဒါပြတဲ့ခါမှာကျွန်တော်လာမဲ့ပတ်သက်ပါနော်ကဘာရွှေစေကိုကျွန်တော်ဝယ်မဲ့ဇေဒံ၃ခုရှိတယ်ခင်ဗျ ဒီ3340နဲ့3305ကြားဈေးတန်းကြောင်းကဘာချွေစီကြပြီးတော့ဒီ3340အောက်ကိုမဖောက်ကြနိုင်ဘူးဖြစ်နေရင်တနည်းအားဖြင့်3340နဲ့3305ကြားမှာကဘာချွေစီဤပညာပိုင်းရပြန်တက်ဖို့အတိပုကြရပြီဆိုရင်ပြဥမာ H1 ကနေတနားဤတနင်္လာအပိတ်စီလိုပေါင်းနဲ့ကြည့်ပေါ့နော်ပြန်တက်ဖို့အတိပုကြရပြီဆိုရင်ကျွန်တော်ဝယ်မယ်ခင်ဗျအ ਨੇ ဆုံးအမြတ်ပိုင်းမဲ့ဈေးတန်းကိုကျွန်တော်3400 5လောက်ထိယူမယ်အရှုံးပိုင်းမဲ့ဈေးတန်းကတော့ဗျာကျွန်တော်3330အောက်လောက်ပေးပေါ့နော် ဟုတ်ပြီဒါကတော့ပထမဝယ်မဲ့ဈေးတန်းဒုတိယဈေးတန်းကဈေးရပါဥမာ3045ကြာမကြဘဲနဲ့တောက်လျှောက်တက်သွားတယ်အပေါ်3405ဈေးတန်းအထက်မှာကျွန်တော်တို့အချင်းတရအတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင် နောက်ရက်မှာကျွန်တော်ကြာလိုင်းလိုက်ဝယ်မယ်အ ਨੇ စောအမြတ်ပိုင်းဈေးတန်းကိုကျွန်တော်3440လောက်ထိထားမယ်ခင်ဗျဟုတ်ပြီဒါတတိယဝယ်မဲ့ဈေးတန်းပေါ့နော်တတိယဝယ်မဲ့ဈေးတန်းကဒီ390နဲ့380ကြာဈေးတန်းဆုံးပြ 3နှစ်60နဲ့3နှစ်80ကြာစေတန်းစုံကဘာရွှေစီရောက်လာတဲ့အက်ဆုံအောက်ကိုမဖောက်နိုင်ဘူးအက်ဆုံအောက်မှာအချင်းတရက်အတိုင်းတာအပိတ်စင်းနဲ့ဖောက်ကြပြီးမပိတ်နိုင်ဘူးဆိုတော့ဒီစုံကြားမှာကျွန်တော်ဒီ3နှစ်80နဲ့3နှစ်60ကြာစေတန်းစုံမှာကျွန်တော်ဤပညာပိုင်းရအတီးပြုချက်ဆောင်ပြီးတော့ပြန်ဝင်မယ်ဒီစုံကတော့ကျွန်တော်ဝယ်ဖို့အကြိုက်ဆုံးပဲပြန်ဝင်မယ်ဤပညာပိုင်းရအတီးပြုချက်တော့ဆောင်အောင်မယ်เนาะကျွန်တော်ပြောမှအချင်းတရက်အတိုင်းတာအပိတ်စင်းနဲ့မဖောက်ကြနိုင်မှာเนาะဖောက်ကြသွားရင်တော့ကျွန်တော်တို့ဝယ်လို့မရတော့ဟုတ်ပြီဒီစုံမှာကျွန်တော်ဝယ်မယ် အမြတ်ပိုင်းစင်းကကျွန်တော်ဘယ်လောက်လောက်ယူမလဲအနည်းဆုံးကျွန်တော်3405လောက်ထိယူမယ်အချုံပိုင်းစင်းနှန်းကတော့ပြကျွန်တော်3နှစ်80အောက်လောက်ပေးမယ်ဒါနီးပညာပိုင်းကလာမဲ့ပတ်သွင်းမှာဝယ်သိတဲ့စင်းနှန်းနေရောင်းဖို့အတွက်ဆိုရင်ရောရောင်းဖို့ကပြဈေးကတက်လာ3405အထက်ကိုမတက်နိုင်ဘူးပြဒီနားမှာပဲတဝဲလဲလဲဖြစ်နေတယ်အဲ့3405အထက်ကိုဖောက်တက်ဖို့လဲအားမပါဘူးအတက်အားမပါဘူးဆိုရင်นี่ปัญญาบายอติปุจจะส่งไปแล้วเราไอ้กันเตรีบายជីไปแล้ว3405หน้ามาเราย้อมลงยา အမြတ်ပိုင်းစည်းတမ်းမယူဘူးဆိုရင်တော့မှကျွန်တော်3 3 5လောက်ထိယူလို့ရတယ်အရှုံးပိုင်းစည်းတမ်းတော့ဗျာကျွန်တော်3 4 30အထက်လောက်ပေးပေါ့နော်ဟုတ်ပြီတကယ်လို့ဘာလို့ကမ္ဘာရွှေ့စရာကျလာနေ3 440စည်းတမ်းအောက်မှာအချိန်တရအတိုင်းတာပိတ်စေကျွန်တော်တို့ market ခေါ်ရ day 1 candle နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့နောက်ရက်မှာကျွန်တော်ကမ္ဘာရွှေ့စရာကိုသူပါသူပါတင်မဲ့ထွက်ပါစေနီးပညာပိုင်းရကျွန်တော်တက်တိုင်းလိုက်ရောက်မှာဖြစ်ပါတယ်အမြတ်ပိုင်းစည်းတမ်းကိုကျွန်တော်အနည်းဆုံး3 90လောက်ထိကျွန်တော်တို့ယူလို့ရတယ်ခင်ဗျဟုတ်ပြီတကယ်လို့ဒီ3 90တောင်း80ဆင်းဆုံအောက်ကိုပါကဘာရွှေစီဖောက်ကြပြီးဈေးပိတ်သွားရင်ရောအဲ့လိုဈေးပိတ်သွားရင်ရောဗျာကျွန်တော်တို့ဘယ်ထိတောင်ကျသွားနိုင်လဲမင်းမဆိုရင်ကျွန်တော်ဒီဈေးတန်းထိပေါ့ဗျာကျွန်တော်33 30 33 20อ่า sorry 3330တော့ဖြစ်သွား3220 3230ဈေးတန်းနေထိဈေးဆက်ကြနိုင်ပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်အဲ့3 3နှစ်80ဈေးနှုန်းအောက်เนาะအဲ့3နှစ်80ဈေးနှုန်းအောက်မှာဒါကမ္ဘာကြွေဈေးလာမဲ့တပတ်တာတွင်အချိန်တရက်အတိုင်းတာအပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့လိုက်တာရောင်းတော့ကျွန်တော်တို့ကမ္ဘာကြွေဈေးကို3နှစ်20 3နှစ်30ဈေးနှုန်းအထိဈေးအကျဆက်မြင်ရနိုင်ပါတယ်ခင်ဗျအဲ့ဒါဖက်ကောင်ကျွန်တော်တို့သူပါသူသတင်းပိုင်းရပါပဲထွက်ပါစေနီးပညာပိုင်းရကျွန်တော်ဒီဈေးနှုန်းစုံနေပေါ့เนาะကျွန်တော်စောင့်ကြည့်ရမယ့်ဈေးနှုန်းက3405 3340နဲ့3345ဈေးနှုန်းပြီးရင်အောက်ဖက်မှာဆိုရင်3290နဲ့ 3နှစ်80ကြာဇေယံဆုံးဖြစ်ရှိပါမယ်ပြီးရင်ပြကျွန်တော်အပေါ်ဘက်မှာဆိုရင်တော့နောက်ထပ်ဇေယံဆုံးတစ်ခုထက်တဲ့မယ်ဆိုရင်တော့လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့တယ်ဗျာ3450ပေါ့ဗျာ3450ထက်တာဖောက်တက်သွားရင်တော့လိုက်တာဝယ်ပေါ့အဲ့အဖရိကမှာဇေယံဆုံးက၄ခုရှိတယ်3450 3405 3340နဲ့3345ကြာ3နှစ်80နဲ့3နှစ်90ကြာ ဈေးတန်းဇုံတွေဖြစ်ပါတယ်အဲ့ဈေးတန်းဇုံတွေကိုကျွန်တော်တို့အချိန်တရက်ဒါအနေထားနဲ့စောင့်ကြည့်ပြီးတော့ကျွန်တော်တို့အဝယ်ရောင်းလုပ်လို့ရပါတယ်ဒါမှတစ်ခုရှိရအောင်ဒါတပတ်တာကိုခြုံငုံပြီးသုံးသပ်ထားပြတဲ့ခါမှာတရက်တာတော့တော့ဗျာကျွန်တော်အရောင်းဝယ်လောက်အောင်ဈေးတန်းတွေကိုအသေးစိတ်ပြောလို့မရအောင်အဲ့ဒါပြတဲ့ခါမှာတရက်တာသုံးသပ်ချက်ဗီဒီယိုတွေကိုကျွန်တော်အရောင်းဝယ်လောက်အောင်ဈေးတန်းတွေကိုအသေးစိတ်သိကျင်နေဆိုရင်တော့ကျွန်တော်ရလာမယ့်အပတ်အတွင်းမှာသုံးသပ်မယ်ပေါ့နော်တရက်တာသုံးသပ်ချက်ဗီဒီယိုတွေကိုကြည့်ပါခင်ဗျာဒါတော့တပတ်တာအနေထားကိုရေးဘူးရအပြင်ပြောသားခြင်းဖြစ်ပါတယ် ပြီးတော့ဗောနော်ကျွန်တော်လာမဲ့တပတ်တာအပိတ်ဈေးပေါ့တပတ်တာအပိတ်ဈေးဘဲပေါ့ပိတ်ရင်ကျွန်တော်တို့နောက်အပတ်ဒီမှာဈေးအသက်ဆက်အားကောင်းနိုင်လဲလို့မိမယ်ဆိုရင်ကျွန်တော်ဒီမှာတပတ်တာအနေထားနဲ့ကျွန်တော်တစ်ချက်ကြည့်လိုက်ပါဗောနော်တပတ်တာအနေထားနဲ့ကြည့်မယ်ဆိုရင်လာမဲ့တပတ်တာတွင်ကပားရွှေဈေးတာ330အထက်မှာဈေးပြန်ပိတ်နိုင်ခဲ့မယ်ဆိုရင်တော့ကပားရွှေဈေးနောက်ဇူလိုင်လပေါ့နော်ဇူလိုင်လပထမပတ်ဒုတိယပတ်ဒီမှာဈေးအတက်အားဆက်ကောင်းပါလိမ့်မယ်330အထက်ပေါ့နော် ဆန့်ကျင်ဘက်နေနဲ့ပေါ့နော်လာမဲ့တပတ်တာကျွန်တော်တို့အပိတ်ဈေးဒါကျွန်တော်တို့3340အောက်မှာဒါပိတ်နိုင်ခဲ့မယ်ဆိုရင်တော့ကဘာရွှေစီကိုလာမဲ့ဇူလိုင်လပထမပတ်ဒုတိယပတ်ဒီမှာဈေးအကြအဆက်ကောင်းတာမြင်ရဖို့များပါတယ်အဲ့ဘက်ကမှကျွန်တော်တို့လာမဲ့တပတ်တာအပိတ်ဈေးက3330အထက်ပိတ်နိုင်မလားအောက်ဘက်က3340ဈေးနဲ့အောင်ပိတ်နိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ဒီပညာပိုင်းကတော်တော်ချက်ဖြစ်ပါတယ်တရင်မှကျွန်တော်တို့တွားကြည့်အောင် တတိယမှကျွန်တော်လက်ရှိ breaking news အကြောင်းပြောခင်မှာကျွန်တော်လာမယ့်ပတ်သွင်းမှာထွက်မဲ့ data တွေကိုကျွန်တော်တစ်ချက်ပြောပါမယ်လာမယ့်ပတ်ထဲမှာ data တွေများနေပြ data တွေများပတ်သက်ကမှာလာမယ့်ပတ်ကကျွန်တော်တင်စားပြီးပြောမယ်ဆိုတော့တတိယနေ့နေနဲ့ကခေါ်ရမယ့်ရတဲ့ပတ်ဖြစ်ပါတယ် breaking news တွေလည်းထွက်လာနိုင်တဲ့ American data တွေလည်းများတယ်ဟုတ်ပြီ American data တွေဆိုကျွန်တော်တို့ကတတိယနာနေ့မှာဆိုရင်ဗျာဗမာစံတော်ချိန်ညကျွန်တော်တို့၈နာရီ၅တို့၈နာရီခွဲတို့မှာကျွန်တော်တို့ကအကောင်ထုတ်လို့မညွန်ကိန်းတို့ဝန်ဆောင်မှုအညွန်ကိန်းတို့ပြီးရင်အင်ညာရောင်းချမှုနှုံထားလို့ရှိရယ် ီးရင်ကျွန်တော်အင်ကာနေမှာဆိုရင်အဲပမာစံတော်ချိန်ည7နာရီခွဲမှာအာကျွန်တော် CP consumer confidence လို့ခေါ်တဲ့စားသုံးသူယုံကြည်မှုအညွန်ကိန်းရှိတဲ့ကျွန်တော်တနည်းအားဖြင့် inflation နဲ့သက်ဆိုင်တဲ့အညွန်ကိန်းလို့ပြောလို့ရတယ်ပြီးရင်အဲ့ည7နာရီခွဲမှာပဲ American Bowl ပဲဥက္ကဋ္ဌ Bowl စကားပြောဖို့ရှိတယ်ပြီးရင်ဘုရုံနေ့မှာလည်းည7နာရီခွဲမှာ Bowl စကားထပ်ပြောဖို့ရှိတယ်ဗျပြီးရင်7နာရီခွဲမှာပဲကျွန်တော်တို့အင်ညာအသိရောင်းချမှုနှုန်းထားရှိတယ် ်ပင်ကြတာပရင်းနေမှာဆိုရင်ကျွန်တော် durable good order ambon made data ရှိတယ်။သူကပမာစံတော်ည9နာရီမှာပေါ့နော်။ပြီးရင် GDP ရှိတယ်။ GDP Q1 ထွက်ဖို့ရှိတယ်။ပြီးရင် initial jolak claim လို့ခေါ်လဲ apex ထုတ်ပြန်နေကြအလုံးလက်မဲ့စက်တန်းလုံးဒါထွက်ဖို့ရှိတယ်။ပြီးရင်တောက်ကြနေမှာတော့ကျွန်တော်တို့ go PCE price enter ထွက်ဖို့ရှိတယ်။ကျောက်တောက်ကြနေည9နာရီမှာပေါ့နော်။အဲ့ဒါပြတ်ကမှာ9ရက်လုံး data တွေရှိပါတယ်။အဲ့ဒီထက်မှအထူးတတိထားတဲ့နေနေရတော့ကျွန်တော်တို့ အင်ကာရပုတ်တဖူးရမနှက်ဖြန်တနင်္လာနေ့ရတော့တတိထားခင်ဗျအဲကျွန်တော်ပြင်းနေတတိထားတတိထားနေတနင်္လာပြပြတနင်္လာနေ့ကနေတောက်ကြနေသည်ငါးရက်လုံးကတတိထားမယ့်ရက်တွေပါပဲကျွန်တော်ပြောရမယ်ဆိုရင်ပြီးတော့တစ်ဖက်က breaking news တွေဘာရင်းနဲ့လဲကျွန်တော်ရှိတာတစ်ခါမှာကျွန်တော်အဲ့ဒီအနေထားလေးကိုကျွန်တော်တစ်ချက်တတိထားဖို့လိုပဲပေါ့လာမယ့်ပတ်သူတပြင်းညပတ်အမေရိကန်ဈေးကွက်ချင်းဒီမှာကဘာရွှေစေးအလောက်ခက်ကျန်းနာမျိုးကျွန်တော်မြင်ရနိုင်ပါတယ်ဟုတ်ပြီအဲ့ပတ်ကမှာကျွန်တော်မနှက်တော့ပါဘောနော်ကျွန်တော်တို့အမေရိကန်ကအီရန်ကျွန်တော်နျူကလ িয়ার တန့်စင်ထုတ်လုပ်တဲ့နေရာသုံးခုကိုတိုက်ခိုက်ခဲ့တာပြတ်သက်ပြီးသုံးသပ်မှဆိုရင်လက်ရှိမှာတော့ကျွန်တော်တို့အာအမေရိကန်ပေါ့နော်ဒါကျွန်တော်တို့သူနှစ်ပတ်ဆောင်မပြောပြီး Trump ကနှစ်ပတ်ဆောင်မယ်လို့ပြောပြီးရုတ်တရက်ဝင်တိုက်ခိုက်ခဲ့တာပေါ့နော်အဲ့ဒါပြတ်သက်ကမှာကျွန်တော်က Trump ကတော့တည့်ရတာပြမထင်မှတ်တာတွေလုပ်တာပဲသူကသူသူပါဇက်ကနေပြီးတော့နှစ်ပတ်ဆောင်မယ်ပြောပြောသူနှစ်ရက်အတွင်းနှစ်ရက်လောက်ပဲဆောင်ပြီးသူဝင်တိုက်တာမျိုးတွေလုပ်သွားတယ်ပေါ့နော်အဲ့ဒါပြတ်သက်ကမှာတချို့တော့သူတွေတုံးတက်နေကြပြီးခဲ့တဲ့ပတ်တုန်းကသူကမတိုက်ခိုက်ခဲ့ဘူးဆိုတာကအဓိကအပြင်ကျွန်တော်တို့ တစ်ဖက်ကလည်းကျွန်တော်တို့အာဒီကျွန်တော်တို့ရေနံစိတ်ဘာညာအဲ့လိုမျိုးတွေစောင့်နေရလို့တချို့သောလူတွေလည်းတုံးတက်နေကြတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်အမြန်ပြောမယ်ဆိုရင်တော့လက်ရှိမှာကျွန်တော်တို့ကအမေရိကန်ကတော့ကျွန်တော်တို့အီရန်ကိုတဲဝင်တိုက်ပြီးသွားပြီအီရန်ဘက်ကလည်းထုတ်ပြန်ကြေညာချက်တော့လက်ရှိလုပ်တယ်ပြောတယ်အာသူစိတ်ုံနေမှာရှိရယူနီရွေရင်းရေနီယံပေါ့တပ်ထုတ်တွေဘာမှတိုက်ကြိုက်မှုမရှိဘူးပေါ့နော်သူအနေနဲ့အဲအရာတွေကိုရွှေ့ပြောင်းထားတယ်အာသူတို့စိတ်ုံနေပါပြီပျက်စီးတာလောက်ပဲရှိတယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့တယ် ဲ့နောက်ပတ်သက်ကမှအမေရိကန်ရဲ့အီရန်ရဲ့ထုတ်ပြန်ကြတာအမှန်ဆိုရင်ပေါ့နော်အမှန်ဆိုရင်တော့အမေရိကန်တိုက်ခတ်မှုကအရာမရောဘူးဖြစ်သွားလိမ့်မယ်အရာမရောဘူးဆိုရင်တော့ဘာဖြစ်လာနိုင်လဲမင်းမဆိုအီရန်ကအမေရိကန်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာအရေးကြီးလာခင်ဗျဘလို့တုံ့ပြန်မှာပေါ့ကျွန်တော်ဘာလို့လဲမေးမယ်ဆို2019တုန်းကလည်းအီရန်စစ်ဗိုလ်ချုပ်ကိုအမေရိကန်ကအီရန်နိုင်ငံထဲမှာလုတ်ကြံခဲ့တယ်အဲ့တော့ဆိုနေဟာအီရန်နဲ့အမေရိကန်စစ်ဖြစ်တော့မယ်ကမ္ဘာရွှေစီတက်ပြီးဆိုပြီးတော့အဲ့တော့ကအာတော်တော်များများတော့ထွေတာတွေကကမ္ဘာရွှေကိုအဝေးထိုင်ကြတယ်ပေါ့တရင်ပိုင်းညာအ ဝယ်ထမ်းကြတယ်ဒါပေမဲ့အီရန်ကအီရန်မှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုပဲအတိုက်ပြသွားခဲ့တယ်ဒုံးကျည်နဲ့လမ်းပစ်တယ်ဒါပေမဲ့အမေရိကန်စစ်သားတယောက်မှဒီကိမ်းမှုမရှိဘူးစစ်စခန်းတွေပဲပျက်စီးသွားတဲ့တစ်ခါမှာကမ္ဘာရွှေစရာမတက်ပန်းတဲ့တော့ပြန်ချသွားခဲ့တယ်ခင်ဗျအဲ့ဒါပဲတစ်ခါမှာကျွန်တော်တို့အီရန်ရဲ့ထုတ်ပြန်ချက်တာအမှန်ဆိုရင်ခုနကဘာမှသူ့ရဲ့ရေနီယန်တထုတွေပါလေဒီကိမ်းမှုမရှိခဲ့ဘူးဆိုရင်သူအနေနဲ့အမေရိကန်ကိုဘယ်လိုတုံ့ပြန်မလဲအရှိလေပိုင်းဒေသမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုသူဘယ်လိုတိုက်ခိုက်မလဲထိရောက်မှုရှိအောင်တိုက်ခိုက်မလား ဟုတ်ပြီအမေရိကန်အထည်နာအောင်တက်နိုင်ရင်တော့ရှင်းပါလေကမ္ဘာ့ရွှေစိတင်းပိုင်းရအသက်ဖက်ဦးတည်သွားနိုင်တယ်အမေရိကန်အထည်နာအောင်ဗောနော်တိုက်ခိုက်နိုင်ခဲ့ရင်မဟုတ်ဘဲနဲ့အမေရိကန်ကိုပြကျွန်တော်တို့ကလက်စားချေတဲ့သဘောမျိုးဟန်ပြားလောက်ပဲတိုက်ခိုက်ရတယ်တနည်းအားဖြင့်2019တုန်းကလိုမျိုးအမေရိကန်စစ်စခန်းတွေကိုဟန်ပြားလောက်ပဲတိုက်ခိုက်ခဲ့တဲ့ဆိုရင်ကမ္ဘာ့ရွှေစီရပဲကျွန်တော်တို့ကအတမန်ထားမိမယ်ထင်တယ်လို့မတက်တာမျိုးဖြစ်နိုင်တယ်အခမ်းမသိရင်ပြန်ကြသွားတာမျိုးတော့ကြုံရနိုင်တယ်ခင်ဗျဒါဟန်ပြနေတဲ့တက္ကနံပါတ်1ပါနံပါတ်3ကတော့ဥမာအီရန်က ်အစ္စရေးအမေရိကန်တို့နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ကျွန်တော်တို့ကမ်းလှမ်းတာမျိုးပေါ့ဒါကတော့လက်ရှိမှာတော့ဖြစ်နိုင်ခြေနည်းနည်းတဲ့အနေအထားပါတယ်ပေါ့နော်အဲ့ဒါပြတ်တဲ့အခါမှာပထမပေါ့နော်အထင်အောင်တိုက်ဖို့ဆိုတာလည်းကျွန်တော်လက်ရှိမှာဆိုရင်အီရန်ကအစ္စရေးကိုကျွန်တော်တို့အာမစ်ဆိုင်းနေနဲ့မတိုက်တာတော့ကျွန်တော်တရက်ကြော်ကြသွားပြီလို့ကျွန်တော်သတင်းတွေရသိရတယ်ပေါ့နော်အဲ့ဒါပြတ်တဲ့အခါမှာကျွန်တော်တို့အမေရိကန်အထိကျွန်တော်တိုက်ခိုက်ဖို့အမေရိကန်အထိနောင်တိုက်ခိုက်ဖို့အတွက်အမေရိကန်စစ်စခန်းတွေကိုကျွန်တော်ထိအောင်တိုက်ခိုက်ဖို့အတွက်အီရန်မှာကျွန်တော်တို့က အင်းရအလုံးလုံးရှိပါမလားအဲ့ရလေကျွန်တော်တွေးဆစရာဖြစ်နေနော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့လာမယ့်တရက်နှစ်အတွင်းအီရန်ကဒီနေ့ရစပြောနော်လာမယ့်တရက်နှစ်အတွင်းအီရန်ကဘယ်လိုတုံ့ပြန်တိုက်ခိုက်တယ်လဲပေါ်မူတည်ပြီးရောကဘာရွှေစည်းကသတင်းပိုင်းညာတက်ရောက်မှုရှိနိုင်ပါတယ်အီရန်ကတုံ့ပြန်တိုက်ခိုက်ပြီမှာကျွန်တော်ပြောလို့မဟုတ်ပဲအမေရိကန်နေနဲ့ဘာမှအထီးမနာဘူးဘာမှထိခိုက်မှုမရှိဘူးဆိုရင်တော့ကဘာရွှေစည်းထင်တယ်လို့မတတ်တာမျိုးကြုံရနိုင်နေအမေရိကန်အထီးနာသွားတယ်ဆိုရင်တော့ကျွန်တော်တို့ ကဘာရွေစေးရကျွန်တော်မျှော်လင့်နေတဲ့အသက်မျိုးလာနိုင်တဲ့မဟုတ်ဘဲနဲ့အဖြစ်နိုင်ကြတော့နိုင်ပါဘောနော်ကျွန်တော်အစ္စရေးလက်ရှိမှာအီရန်ကအစ္စရေးနဲ့ကျွန်တော်တို့အမေရိကန်ကိုညဉ့်ညဉ့်ဆွေးနွေးဖို့ကမ်းလှမ်းခဲ့တဲ့စစ်အပြစ်ခတ်ရဆဲဖို့ကမ်းလှမ်းခဲ့တဲ့ဆိုရင်တော့ကဘာရွေစေးရအာပြန်ထိုးကြသွားတာမျိုးကျွန်တော်တို့ကြုံရနိုင်ပါတယ်အဲ့ဘက်ကမှဘယ်ဟာတွေဖြစ်လာမလဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်တရင်တွေကိုသုံးတဲ့အခါမှာကျွန်တော်ကအရင်ကြိုတင်မှန်းပြီးတော့သုံးတယ်လို့မရဘူးခင်ဗျဒီလို လုံးလို့ဥမာဒီလိုစစ်ပွဲတွေဖြစ်လာမယ်တတိယကဘာစစ်တွေပါဖြစ်မယ်ဆိုပြီးတော့ကဘာရွှေကိုကျွန်တော်ကရောက်တဲ့ဇီတန်းနေရာနဲ့လှိမ်ဝင်နေတာမျိုးတွေကကျွန်တော်တို့က risk များတယ်မထင်မှတ်တဲ့အလေပြောင်းတွေဖြစ်လာနိုင်တဲ့တည်င်းပိုင်းနေရာပေါ့နော်အဲ့အပတ်ကမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ပြီးအယောင်းဝယ်လောက်တာမျိုးတပတ်ကလည်းနီးပညာပိုင်းအောင်ဝယ်တင်ရောင်းတင်တဲ့ဇီးရန်တွေကိုတိတ်ချပိုင်းခြားတက်မှတ်ပြီးအယောင်းဝယ်လောက်တာမျိုးကတော့ကျွန်တော်တို့က risk ပို့ပြီးတော့နည်းစင်နိုင်မယ်ခင်ဗျပြီးတော့လက်ရှိမှာဆိုရင်လည်း အထရန်ကဘနော်အီရန်ကိုဒီနေ့မနက်မှာတိုက်ခတ်ခဲ့တာရင်ပတ်သက်ပြီးတော့သူအမေရိကန်ပြည်တွင်းမှာသူကဝေဖန်မှုရင်းမြင့်တက်နေတယ်။ဘာလို့လဲမလဲဆိုရင်သူ့ရဲ့အမေရိကန်ထောက်ခံသူတွေကတော့မှသူ့ဒီလိုစစ်ပွဲတစ်ခုစလိုက်တာနဲ့ပတ်သက်ပြီးတော့လေးစိတ်ပြတ်နေကြတယ်။ဘာလို့လဲမလဲဆိုတော့ထရန်ကသူတမန်တော်ရေကောက်ဝေဖန်ကစားတော့မှဆိုရင်သူ့အနေနဲ့စစ်ပွဲတွေမလို့လာဘူးတော့စစ်ပွဲတွေသူရက်အောင်လုပ်မယ်ဆိုပြီးဂရီပေးပြီးတော့သူကရေကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။အခုကသူကနောက်စစ်ပွဲတစ်ခုတော့အစာပြိုးတိုက်လို့ဖြစ်နေတယ်ဆိုပြီးသူ့ရဲ့အမေရိကန်ထောက်ခံသူတွေကလည်း ဒါဝေဖန်နေကြတယ်လို့တပတ်ကအမေရိကန်လွတ်တော်ကလည်း trend ဒီလိုမျိုးတိုက်ခိုက်လိုက်တာနဲ့ပတ်သက်ပြီးတော့မကြည်မနက်ဖြစ်နေတယ်ဗောနော်သူအထူးသဖြင့် Democratic Party ဘက်ကကျွန်တော်တို့အတိုက်ခံအမတ်တွေကမကြည်မနက်ဖြစ်နေကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲ trend အစိုးရဖွဲ့ကိုကျွန်တော်လာမဲ့ပတ်သွင်းမှာလွတ်တော်မှာဗောနော်မေကွန်းထုတ်တာမျိုးတွေပါရရှိလာနိုင်တဲ့အမေရိကန်ပြည်တွင်းမှာလည်းကျွန်တော်တို့အရင်ကရှိပြီးရှိနေပြီးသားဆန္ဒပြပွဲတွေအပြင်အဲ့အီရန်နဲ့စစ်ပွဲတွေကျွန်တော်ဆန္ဒပြတဲ့ဆန္ဒပြပွဲတွေလည်းထပ်ပြီးတော့တိုးလာနိုင်ကြမြတ် အဲ့ဒါပတ်သက်ကမှာလာမက်အပတ်ကတနည်းအားဖြင့်ဇူလိုင်လနောက်ဆုံးအပတ်ပဲဆိုကြပါဆိုဒါဇူလိုင်လနောက်ဆုံးအပတ်ကသတင်းပိုင်းရကမ္ဘာ့ရွှေစည်းသက်အလဲပြောင်းနေဖြစ်စေလာနိုင်တဲ့ရတရပတ်ဖြစ်ပါတယ်လာမက်ပတ်တွင်မှာကျွန်တော် breaking news တွေတောက်လျှောက်ထွက်လာနိုင်ပါတယ်အဲ့ဒါပတ်သက်ကမှာကျွန်တော်အထူးတတိထားဖို့လိုအပ်ပါတယ်အာကမ္ဘာ့ရွှေစည်းကွက်ကိုကျွန်တော်ကအယောင်းဝယ်လုပ်မယ်ဆိုရင်တော့မှတပက risk management တေချာလောက်ထားဖို့လွယ်ပါတယ်ပြီးကိုကအယောင်းဝယ်လုပ်မယ်ဆိုရင်လည်း risk ယူနိုင်တဲ့ပမာဏလောက်လောက်ပဲအယောင်းဝယ်လုပ်ဖို့ကအရေးကြီးပါတယ် ီးတော့ကျွန်တော်တို့တခုတည်းပေးချင်တာပေါ့နော်ဒီကဘာချွေ trader ရင်းနဲ့ကျွန်တော်တို့အာသူ့မှာတောက်ကြနေလို့နေမျိုးတွေမှာကျွန်တော်တို့ကအယောင်းဝယ် order ကြံတာမျိုးတွေပါတယ်အဲ့လိုမျိုးမပြောင်းသတိထားကြပါခင်ဗျဘာလို့လဲမိမဲ့ဆိုရင်ကျွန်တော်တို့ကတောက်ကြနေမှာဗျအယောင်းဝယ် order တွေကြံတယ်ဆိုရင်စနေတွင်းမှာကျွန်တော်ကဈေးကွက်ကပိတ်တယ်အဲ့ဒီစနေတွင်းတွင်းကနေမှာဗျကျွန်တော်တို့ကသတင်းတစ်ခုထွက်လာပြီဆိုရင်ကျွန်တော်အနေနဲ့ဘာမှ manage တွားလို့လို့မရတော့ကျွန်တော်တို့ရဲ့အယောင်းဝယ် order တွေကို ဘာမှကျွန်တော်တော့ပိတ်တာမျိုးတွေ manage လုပ်တာမျိုးတွေဘာမှလုပ်လို့မရတာဖြစ်တဲ့ဖြစ်တဲ့အခါမှာကျွန်တော်ကလာမယ့်အပတ်တွေမှာလည်းကျွန်တော်တောက်ကြနေဒီမှာကိုကရီတိုအယောင်းဝယ်လုပ်နေထားတဲ့ order တွေရှိတယ်ဆိုရင်အဲ့ order တွေမကြံမိအောင်တော့ကျွန်တော်အထူးတတိထားဖို့လိုအပ်ပါတယ်ခင်ဗျ။အဲ့အဲ့လည်းတတိထားစေချင်ပါလေ။နိုင်ငံမှာဆိုရင်ကျွန်တော်ကတရင်းနာနေတို့တောက်ကြနေတို့တော့ဒါတောင်းတောင်း professional trader တွေကအယောင်းဝယ်လုပ်လို့မရှိပါဘူး။နိုင်ငံမှာဆိုတော့ဒါဗမာနိုင်ငံမှာလည်းအဲ့လိုတော့ပြောလို့မရဘူးเนาะမြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးတရင်းလာတော့တောက်ကြနေလို့ဆိုတာ professional trader တော်များများအယောင်ဝယ်မလုပ်ဘဲနဲ့နားကြလေရှိတယ်ပေါ့เนาะအင်ကာပူတဘူးကြတော့ပရိလောက်ပဲသူတို့အယောင်ဝယ်လုပ်ကြတာများတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့တနင်္လာအင်ကာပူတဘူးကြတော့ပြီးတောက်ကြရရအယောင်ဝယ်လို့ရရဒါပေမဲ့တောက်ကြနေညမှာတော့ကျွန်တော်တို့ order လက်ကျန်နေမရှိအောင်ပေါ့တနင်္လာပြရေတို့အယောင်ဝယ်လုပ်ထားတဲ့ order တွေမကျန်အောင်လို့တတိထားနိုင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်တင်းနေကျွန်တော်လွှမ်းမိုးနေတဲ့ကာလာမျိုးတွေမှာကျွန်တော်တို့ကအဲ့လို order ကြီးကြံခဲ့တယ်ဆိုရင်ပြင်စင်တွင်းနေမှာ breaking news တွေတက်လာပြီဆိုရင်ကျွန်တော်တို့အတွက် risk များသွားနိုင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါလေးရော ကျွန်တော်ရအခုလာမယ်ဇူလိုင်လ sorry ဇူလိုင်လပြဂျွန်လပေါ့နော်ဂျွန်လစတုတ်တာအပတ်တပတ်တာကဘာချွေစီကွက်တုံးတစ်ချက်ဗီဒီယိုဖြစ်ပါလေအခုလို့တုံးတစ်ချက်ဗီဒီယိုတွေကိုကျွန်တော်တို့ app to take ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်စီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့တီးတက် online အခြေခံတန်တန်နေတက်ရောက်လို့ရပါရဲ့အဲ့အရာတွေပတ်သက်ပြီးလဲကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Viber ကနေစုံစမ်းမိမဲ့နိုင်ပါလေခင်ဗျကဘာချွေတွေရအောင်လုပ်ပဲကျွန်တော်တို့အခုလာမဲ့ဂျွန်လ စတုတ္တပတ်ပေါ့နော်တရင်နေလွှမ်းမိုးမဲ့ရတရပတ်မှာကပ္ပရွှေစေတက်ကြကိုအထူးတတိထားအယောင်းဝယ်လုပ်ပြီးတော့အကျုံးမြတ်တွေပိုင်ဆိုင်နေကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ